ဘုဘွားမှာတော့ကျင်းနေလမ်းကြောင်းသူ့ပေါ်မှာသူစီကန်းနေရရှိအဲ့စီကန်းကိုလိုက်နာချင်းလိုက်နာရကောင်းမဲ့တော့သိစီကန်းကိုလိုက်နာနိုင်ဒီစီကန်းကလိုက်နာလို့ဒါမှမင်းဘွားမှာတိုးတက်ပါဆိုပြီးပညာရှိသူကိုဒီစီကန်းတစ်ခုတည်းဆုံးလဲလို့ဘယ်ကိုရောက်ကိုယ်ရင်းမြန်ဂျပန်နိုင်ငံကိုရောက်စစ်တမ်တစ်ခုစီမံဒီတစ်ခုအတင်းဒလန်ချင်းတည်နေတဲ့နောက်ဆုံးတော့ကိုပန်းနိုင်ငံကိုရောက်အဲ့လိုရောက်ဖို့ကဒီစီကန်းဆိုတဲ့ဇာတ်တော့ ်သမတ်ချက်တင်နေပေါ့နော်ဘွားကနေတိုင်းတင်နေဒုစားဖြစ်နေခုလုံရမဲ့လမ်းစရာစီကံတရားလုံရအောင်ဆရာတို့ကအဲ့ကြမှာကိုရောက်ဘန်းနိုင်ကိုရောက်အဲ့လိုလုပ်တော့လေဘာလို့လေးရတော့စိတ်သက်တဲကြွဖို့လေအင်းအားလို့အင်းအားခိုင်းပါဦးဒီစီကံကိုတကယ်တမ်းလိုက်နာဖို့က ဇွလိုက်နာဟဲ့အဲ့ဒါကိုဆရာတော့ဘာလုပ်ခိုင်းတော့ force လုပ်ခိုင်းတယ်လို့ပြောအဲ့ဒါကမင်းကဘာမရှိလို့ force လုပ်ခိုင်းတော့မင်းမှာ mind power မရှိဘူးဟဲ့လားမင်းမှာ mind power ရှိလာလို့သိဘာ force လုပ်စရာဘူးလဲ force လုပ်ခိုင်းရင်ဘာလုပ်မှာ power ပြစမှာအဲ့တော့ power စမင်းဘာရှိ power easy လုပ်လို့ strength ရှိဖို့လို့စာရှင်ဒီ power ကိုမင်းဘယ်လောက်ထုတ်သုံးရမလဲ easy သုံးလို့ရ easy လုပ်လို့ရတာလေ